တိုင်းရင်းသားလူမျိုးရေးရဝင်ကြီးဌာနရှိငွေလင်းတန်သိမ်းပြည်သူတွေကိုငွေကြေးသိမ်းခွဲတန်ဖိုးရှိပစ္စည်းပေါင်း40နဲ့ငွေကြေးသိမ်း30တို့ကိုလှူဒန်းခဲ့ဆရာတော်ရှင်ကုမာရအားလုံးပဲမင်္ဂလာပါ MSLDOS News Channel ကနေကြိုဆိုပါတယ်အလိုတော်ပြည့်ဆရာတော်ဖရာကြီးရဲ့တပည့်ရင်ဖြစ်သူဆရာတော်ရှင်ကုမာရဦးဆောင်မှုနဲ့တာကာတာကမာတို့ကနေပြီးတော့ရှိတိုင်းသားလူမျိုးရေးဝင်ကြီးဌာနကငလင်တန်းသိပြည်သူတွေကိုငွေကြေးသိမ်းခွဲတန်ဖိုးရှိပစ္စည်းပေါင်း40နဲ့ငွေကြေးသိမ်း30တို့ကိုလှူဒန်းခဲ့ပါတယ် ။ဦးစင်းအနေနဲ့ဒီနေရာမှာငလင်းကြောင့်နေရင်ပြိုပြက်ပြက်စီးသွားတဲ့အသုံးဆောင်ပြင်ဆင်အကုန်လုံးဆုံးရှုံးခဲ့ကြရတဲ့တွေအတွက်လူဒဏ်ခဲ့တာပါ။မိသားစုကလုံးတော်လည်းဆိုင်မကောင်းဖြစ်မိပါတယ်။အခုမိသားစုနေရင်လည်းပြန်လဲတိဆောက်နေရလဲတွေးခဲ့ရပါတယ်။တကယ်လိုအပ်တဲ့ယာရီဦးစင်းတို့တင်ချာလေးပြင်ဆင်လေးထည့်ပြီးလှူဒန်းလာလို့ဆရာတော်ရှင်ကုမာရာကမိန့်ကြပါတယ် အဆိုပါအခမ်းအနားမှာတော့နမောတတ၃ချိန်ရုပ်ပြီးတော့ဆရာတော်ကိုကြောခဲ့ကြပြီးပါဝင်လာခဲ့ကြတဲ့ဇန်ငချောင်းစီခောက်ဆွဲကြောက်သွားတိုက်တန်တ िश ူကော်ဖီဆေးငါတက်တာလက်ဖတ်တော့ပစိုးစားတဲ့ပစ္စည်းပေါင်း20ကျော်ကိုလူဒန်းခဲ့ကြရတယ်ဖြစ်ပါတယ်။နောက်ရှိတိုင်းသားလူမျိုးရေးအဝင်ကြီးဌာနရှိဝန်ထမ်းနေနေကိုပြန်လည်တည်ဆောက်နေလဲရှိရလို့လည်းတွေ့ခဲ့ရပါတယ်။ဆရာတော်ရှင်ကုမာရဥဆောင်မှုနဲ့အတူလိုတော်ဖြစ်ခဲ့တဲ့အဖွဲ့တွေကဧပြီလ28ရက်နေ့မှာမန္တလေးမြို့က ငလင်ဘေးသင့်ပြည်သူတွေကိုဆက်လက်လှူဒန်းသွားမှာလည်းဖြစ်ပါတယ်။အဆုံးနေရွှေနာဆင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်။